တိုက်ခဲ့တဲ့အဆိုတော်ကြီးတွေရှိတဲ့ဟောတာဥယျာရဝန်တင်းလို့ဥပဒါခင်မျိုးလို့အဲလိုမျိုးဟိုဟာလွမ်းမိုးလို့အဲလိုမျိုးပေါ့နော်ဟိုဒေသရှင်တွေအများကြီးရဲ့လွမ်းမိုးမှုတွေလည်းပါတယ်ပြီးတော့ဟိုကျွန်တော်အရင်ဆုံးအဲလိုမျိုးပဲဟိုကဗျာလူလူအဲလိုမျိုးကဗျာလူလူစာလူလူလေးတွေရေးတော့ဟိုဒီလိုမျိုးပုံစံမျိုးဟိုအချိတ်ဆက်ဟိုကာယံတပေပုံစံမျိုးအချိတ်ဆက်လေးတွေသကလုံးသွားလာလေးတွေရာလဲကျွန်တော်အရင်ဖတ်ခဲ့ဘူးတဲ့စာအုပ်တွေ ဲနားထောင်ခဲ့ဘူးရတဲ့ချင်းနေရာနေပြီးတော့ inspire ယူပြတယ်လို့ထင်ဒီတော့တမမကြောင်းကျွန်တော်လည်းမီဒီယာလုပ်ခဲ့တယ်။မီဒီယာအနေမှာကျွန်တော် PR ဘိုင်းကိုပြောင်းပြီးတော့မှ agency တွေမှာအလုပ်မလုပ်ခဲ့တာအနေမှာအခုဟိုလက်ရှိဘားတွေမှာစုံနေတဲ့အမျိုးတွေမှာဂျာထဲမှာအခုရက်တိမှုအခြေအနေနဲ့ဝန်စာအရာနဲ့ပြီးတော့တချင်အခုကလည်း ကော့စ်တွေအကုန်လုံးကလည်းဟိုအကုန်လုံးတက်နေတဲ့ကာလာကြီးဆိုတော့ဟိုတခြင်းလုတ်လုတ်ချင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ပြီးတော့မှပြန်ပြန်တွေးနေရတယ်ဆိုတဲ့အမျိုးပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီဟိုအဲ့တုန်းကအကုန်လုံးကဟိုဒီပိတ်လောက်မှုတွေနဲ့ပဲတော်များများနေခဲ့ရတာမှာပေါ့နော်ကိုကိုရဲ့ဒီစိတ်ရဲ့ဟိုဘယ်လိုပြောရမလဲ ထွက်ပေါက်လေးတစ်ခုအနေနဲ့ပေါ့နော်တခြားသူရှိကိုတန်းကြတယ်ဒီချိန်မှလည်းအဲ့ချိန်မှလည်းဟိုချစ်သူခင်သူတွေလည်းဝေးနေတဲ့ပုံစံမျိုးပေါ့ move ကလည်းအဲ့လိုမျိုးဖြစ်နေတဲ့ဟာမျိုးမှာအဲ့ဒီတခြားကိုယ့်ရဲ့ချစ်ရတဲ့သူရှိကိုဟိုလှမ်းပြီးတော့မှဆာလွာပါတဲ့ပုံစံမျိုးလေးအဲအဲ့လိုမျိုးလေးနဲ့ဆက်ပြီးရေးပြတာညို့ပွဲလို့စိတ်လေးတလားမောင်အသေး ပြောင်းခံလို့တွားပြီလားလေအဲဒီကတော့ကျွန်တော်တို့အရင်ဖတ်ခဲ့မှုတဲ့ဟိုစာအုပ်တွေပေါ့နော်ဟိုအဲ့လိုမျိုးစာအုပ်တွေပြီးတော့နားထောင်ခဲ့မှုတဲ့သချင်းတွေပေါ့သချင်းတွေမှာလည်းအဲ့လိုမျိုးပေါ့မျိုးစုံကျွန်တော်ကြိုက်ခဲ့တဲ့အဆိုတော်ကြီးတွေရှိတဲ့ဒေါက်ဝီရာလာဝင်းတင်းတို့ဥပဒါခင်မျိုးတို့အဲ့လိုမျိုးဟိုဟာလွမ်းမိုးတို့အဲ့လိုမျိုးပေါ့နော်ဟိုဒေသရှင်တွေအများကြီးရဲ့ပလမမှုတွေလည်းပါတယ်ပြီးတော့ ဟိုကျွန်တော်အရင်ဆုံးအဲ့လိုမျိုးပဲဟိုကြပြာလိုလိုအဲ့လိုမျိုးကြပြာလိုလိုစာလိုလိုလေးတွေရေးတော့ဟိုဒီလိုမျိုးပုံစံမျိုးဟိုအချိတ်ဆက်ဟိုကာယံတပေပုံစံမျိုးအချိတ်ဆက်လေးတွေသကလုံးသွာလာလေးတွေရလဲကျွန်တော်အရင်ဖတ်ခဲ့ဘူးတဲ့စာအုပ်တွေနားထောင်ခဲ့ဘူးတဲ့တခြင်းနေရာတွေကို inspire ယူပြီးတယ်လို့ထင်ပါတယ်ဟုတ်ဟုတ်စင်ငယ်စောင်းလေးစင်ငယ်စောင်းဆိုလို့ရှိရင်တော့ကျွန်တော်နှစ်ပုတ်ပေါ့နော်ကျွန်တော်ရှိမှဆိုရင်တစ္ဆာစုကြသူများတွေမှာကျွန်တော်တငယ်ချင်းတရားလူရေးပြီးတယ်လမ်းပြောင်းနေတော့ဘုရားအခုဒီဟာကျွန်တော်ဟိုဒုတိယ တပုတ်ပေါ့နော် We dream to my yeah ဆုံးလုံးနေမောက်ဘဝအားဖြေလို့မကြည့်အောင်ရပ်ပလို့တော့နောက်တာအဓိကကျွန်တော်ဟိုစတူဒီယိုတွေမှာဒီမိုတွေလုပ်ခဲ့တာတော့များခဲ့ပြီကျွန်တော်ဟိုဟာတက်ကတူတက်တရပေါ့နော်အဲ့တော့တော့ cover sound တွေပေါ့ cover sound တွေ breaking image မျိုးတွေပါတော့ဒီမြန်မာလူတွေပြန်ရေးလို့ပြီးလို့ရှိရင်တခြားသင်းလေးတွေလည်း လုတ်ဖြစ်ခဲ့တဲ့အခြေအနေရှိရအခုတော့အရင်အရင်လိုဟို CD နဲ့တော့ခုတ်ခဲ့ပြီးမယ်အခုလို data ပါညာအဲ့လိုမျိုးဟိုတိန်းရတာနဲ့ပြီးတော့ကျွန်တော်နေထိုင်တာအပြောင်းရွှေ့နေတဲ့ကြောင်းအဲ့ဒီတုန်းကတခြင်းလေးတွေတော့တိတ်မကြံခဲ့တော့ဘူးလုတ်ချင်တာပေါ့အဓိကတော့ဟိုခက်ဆက်စိတ်လေးပေါ့နော်အခုအခုကျွန်တော်ကလည်းအဓိကအရင်တော့အလုံးနဲ့အရင်တော့တမူမကြောင်းအောင်ကျွန်တော်လည်းမီဒီယာလုတ်ခဲ့တယ်မီဒီယာအနေမှာကျွန်တော် PR ဘိုင်းကိုပြောင်းပြီးတော့မှ agency တွေမှာအလုပ်မလုပ်ခဲ့တာအနေမှာအခုဟိုလက်ရှိဘားတွေမှာစုံနေတဲ့ ါမျိုးတွေမှာဂျာထဲမှာအခုရက်တိမှုအခြေအနေနဲ့ဝမ်းစာအရာနဲ့ပြီးတော့တချင်းအခုကလည်း cost တွေအကုန်လုံးကလည်းဟိုအကုန်လုံးတက်နေတဲ့ကာလာကြီးဆိုတော့ဟိုတချင်းလုတ်လုတ်ချင်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးပြန်ပြီးတော့မှပြန်ပြန်တွေးနေရတယ်ဆိုတဲ့အမျိုးပေါ့နော်ကျွန်တော်ဂျာထဲမှာဒီတချင်းကပြီးခဲ့တဲ့လေးလပိုင်းကကျွန်တော် Destiny Drone နဲ့ဟိုဖြန့်ခဲ့တယ်ဗျာ International Platform တွေမှာဖြန့်ခဲ့တာကနေအခုကျွန်တော်ဟို local ကလူတွေအတွက်ပါကျွန်တော် data တန်တန်ချိန်ပြီး local ကနေပြီးတော့မှ ဟိုစဖြန့်တော့ fever လေးပို့ပြီးတော့မှဟိုတိရတာပေါ့အကောင်းတဲ့ command လေးတွေ့ရတယ်ဝမ်းသာတယ်ကျွန်တော်တို့ဒီလိုပုံစံအနေနဲ့လိုက်တယ်ဆိုပြီးပြောတဲ့ပေါ်လာကြီးလည်းအများကြီးပဲရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ဟို music style ပုံစံမျိုးစုံပေါ့နော်စိုးပြစ်မယ်စိုးသွားခြင်းနဲ့တခြင်းနေလဲအဲ့လိုမျိုးမတူကွဲပြားတဲ့ပုံစံမျိုးတွေကျွန်တော်တို့လုပ်ရှင်တယ်အခုကတော့ဒါအရှင်းဆုံးပြောရရင်ဟိုကျွန်တော်ရဲ့ကိုယ်ပိုင်ရေးထားတဲ့ဟာဆိုတော့ကိုသားသမီးပုံစံဖြစ်သွားတာဒီတခြင်းလေးရအဲ့လိုမျိုးဆိုတော့ဝမ်းသာပါတယ်အဲ့လိုမျိုးကောင်းတဲ့ feedback လေးရတော့ဩငါစာအုပ်စုရေးတဲ့တခြင်းက ဒီလိုမျိုးလေးငါ့အပေါ်မှာ feedback ရှိပါလားဆိုတော့အဲကျဉ်းနူးပီတီဖြစ်ရပါတယ်ဗျဟုတ်ကျွန်တော်အခုဟိုဟာကျွန်တော်တငယ်ချင်းပေါ့ friend မျိုးပေါ့သူရေးပေးထားတဲ့ကျိုးဆိုတဲ့တခြင်းကျွန်တော်ထွက်ဖို့ရှိပါတယ် NB ကသူကရိုက်ပြီးသား Orion ထွက်တော့သူကတော့တခါတည်းကျွန်တော် NB တခါတည်းထွက်ပါမယ်ပြီးရင်ကျွန်တော်ဟို Vanilla Ice Cream ပေါ့ ျွန်တော် Reborn Music Band ကျွန်တော်တီးပေးထားတဲ့ Vanilla Ice Cream ဆိုတဲ့သချင်းကိုကျွန်တော် featuring ဟိုညာလင်းထန်နဲ့ဟိုကိုညာနဲ့ပေါ့နော်ကျွန်တော်ဘော်ရာကြီးကိုညာနဲ့ကျွန်တော်အခု vocal ဆိုလဲရှိပါတယ်ဟိုခက်စိတ်စိတ်ပေါ့ခက်စိတ်စိတ်ပေါ့ဆိုတာတဲ့ဟိုအချိန်လေးကြီးကြီးကြီးပြီးတော့မှဟိုသချင်းလေးတွေအဲ့လိုမျိုးတော့မတူပွဲပြားတဲ့ပုံစံလေးတွေထွက်သွားဖို့ရှိပါတယ်ဗျာဟုတ်အခုကျွန်တော်ရေးထားတဲ့ဟာပေါ့နော်ဟိုအဓိကတော့မတီးပြသေးတဲ့ဟာတွေရှိတာ ਨੇ ဆိုလို့ရှိရင်တော့ အဘယ်နှခုစာလောက်တော့ရှိမှာတော့ထင်ပါတယ်ဒါပေမဲ့ဟိုတချို့ကြတော့လေကျွန်တော်ကျွန်တော်တီးတလောက်မှတ်တလောက်နဲ့တီးခတ်ထားတဲ့သင်းမျိုးတွေကြတော့လေဟိုစာသားအရာအားကောင်းနေဆိုပေမဲ့ဟို music အရာအရေးကောင်းကောင်းလုပ်ပေးမဲ့ဘော်ရာတွေအဲ player တွေလက်ထက်ရောက်လို့ချင်တော့ကျွန်တော်ပုံစံကောင်းကောင်းလေးထွက်လာမယ်လို့တော့ညွှန်လင်းပါတယ်ဒါပေမဲ့ကျွန်တော်လည်းအဲ့လိုတခွေစာလောက်တော့ရှိတယ်ဒါပေမဲ့ Evan ထွက်ဖို့ကတော့ဟိုအိမ်မက်တော့အိမ်မက်ပေါ့အိမ်မက်ရှိတယ်ဆိုရင်ကျွန်တော်အလုံးထွက်ဖြစ်လဲ mini Evan ပုံစံမျိုးပဲထွက်ဖြစ်မှာပါဗျာဟုတ်ဟုတ်ကဲ့ပါအခုကျွန်တော်ကိုအာတိတဲ့လူတယောက်ပဲဖြစ်ဖြစ်ပေါ့နော်ဟိုကျွန်တော်ကိုဒီကျွန်တော်ဒီဆိုတဲ့ကျွန်တော်ကိုပိုင်သချင်းလေးကိုတကူရီယာအားပေးကြ share ပေးကြတယ်ညီကိုမတော်မအားလုံးအဲစိတ်ချမ်းသာကိုကျမ်းပါပါလေဗျာအလုတ်ကင်ဒီလည်းအဆက်ဆက်ရအဆင်ပြေကြပါသေးတယ်အလုတ်ကင်နေအဆင်ပြေမှလည်းကျွန်တော်တို့ဒီပေါ် online ပေါ်တက်ပြီးတော့မှကျွန်တော်တို့ဒီတိတဲ့သချင်းလေးကိုဝင်ရောက်နားထောင်လို့ရမှာပေါ့နော်အဓိကတော့ကျွန်တော်အားလုံးကို ျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လည်းဆက်ပြီးတော့မှအဲဘာမှမဟုတ်တဲ့နေရာလေးကနေဆက်ပြီးကြိုးစားပါအောင်ပါဗျဟုတ်ကျေးဇူးများကြီးတင်ပါတယ်